်မင်္ဂလာပါဒီနေ့မှမျှဝေပေးတင်တာကတော့ Rambi E3 ဖုန်းကို ပေါ်ပါတွက်လက်သွားလို့ Run 2တဲ့နေ့လေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီနေ့ပညာလေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေမနှိပ်ရသေးဘူးဆိုရင် subscribe ကိုတစ်ချက်နှိပ်ထားပေးပါ ဒီပညာအသစ်တွေတင်နိုင်မှလည်းတီးရအောင်လို့ခေါင်းလောင်းလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ထားပေးပါ subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ပြီးပါပြီဆိုရင်တော့ဒီပညာလေးကိုဆက်လိုက်ရအောင် run ba3 ဖုန်းမှာပော့ပါတွက်လက်သွားလို့ run တိုးတဲ့နီလေးကိုမျှဝေပေးမှဖြစ်တဲ့အတွက်မိတ်ဆွေတွေရဲ့ဖုန်းထဲမှာရှိတဲ့ဆက်သွားပုံနဲ့ setting နဲ့ကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါ ပြီးရင်တော့ဘောနာကိုဆွတင်လိုက်ပါပြီးရင်ဒီအောက်နာက system ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီအောက်နာက memory attention ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်တော့ဒီနေရာရောက်လို့ရှိရင်ဒီနေရာမှာ run gb ဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ဒါမှမဟုတ်ရင် 2gb ဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ကဒီနေရာမှာကိုယ့်ရဲ့ဖုန်းကို brand အမြင့်ဆုံးထားပြီးတော့ အသုံးပြုခြင်းနဲ့ကိုယ့်ရဲ့ဖုန်းကိုပော့ပါသွက်လက်သွားအောင်လုပ်ခြင်းနဲ့ဆိုရင်တော့ 4GB ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ထားပြရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒီအောက်နာက Webbox ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ဒါဆိုလို့ရှိရင်တော့ဖုန်းဟာဆက်ပိတ်သွားပြီးတော့ပြန်ပြီးတော့ပွင့်လာမှာဖြစ်ပါတယ်။ဖုန်းဆက်ပိတ်သွားပြီးတော့ပြန်ပွင့်လာပြီဆိုလို့ရှိရင်တော့မိတ်ဆွေတွေရဲ့ဖုန်းဟာပော့ပါသွက်လက်စွာနဲ့အသုံးပြုလို့ရပြီဖြစ်ပါတယ်။